အမှတ်ဆက်ကို အခြေခံပညာမူလတန်းကြောင်းကျွန်တော်ရဲတာဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ဖအံမျိုးတွေမှလည်းနေချင်းတယ်ကျွန်တော်ရွာ vibe လေးလည်းမပြောက်ချင်ဘူးဆိုလို့ရှင်ရဲသားရွာလေးကိုရွေးချယ်လို့ရပါတယ်ကျွန်တော်ရဲသားရွာလေးကဆိုလို့ရှင်ပြောင်သူဂုံစင်ဆင်းလိုက်တာ ਨੇ ရောက်ရှိမဲ့ကျွန်တော်တို့ရွာတစ်တခုဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့ဖအံမျိုးနဲ့ကတ်လျက်ရှိတဲ့ဖအံမျိုးစီပင်နေနေမဲ့ area ထဲမှာရှိတဲ့ရွာအနေထားလေးတခုဖြစ်ပါတယ်ဒီတော့ကဒီလိုမျိုးအနေထားလေးတခုမှာခြံလေးခြံပေါ့နော်ကျွန်တော်လာရိုက်ပြတာ ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အရှိမလဲချက်တစ်ချက်ရောင်းထားတယ်အခုထိရောင်းလာတော့မယ်ဒီဘက်ခြံမှာခြံစည်းဘယ်လောက်ရှိလဲဒီခြံလေးอ่ะဆိုလို့ရှိရင်သူ့အနေနဲ့ဒီခြံကြီးကိုရောင်းချပေးတာမဟုတ်ဘူးဒီခြံလေးကိုလမ်းဖောက်ထည့်ပြီးတော့ကျွန်တော်တို့အနောက်မှာအကွက်လေးတွေရောင်းချပေးမှာဖြစ်ပါတယ်သူကမျက်နှာစာပေ90အနောက်ကိုကျွန်တော်တို့ပေ160ဆိုတဲ့အနေအထားမျိုးရှိတယ်ပေါ့နော်ပေ150ပေ150ဆိုတဲ့အနေအထားမျိုးရှိတယ် ဒီတော့ကဒီ channel ရဆိုလို့ရှိရင် तू ကတော့ခမန်းတာကတော့၃ခွက်စာပေါ့ဗျာ၃ခွက်စာရမယ်50အာ50 60၃ခွက်စာရမယ်ဆိုတဲ့အနေထားလေးတစ်ခုမှာတစ်ခွက်ကိုဘယ်လောက်လဲ650ခုနှစ်ရအဲ့ပတ်ဝန်းကျင်အောင်ရှိတယ်အဲ့တော့က3000ပတ်ချနေလောက်ရှိတယ်ပေါ့ဗျာဒီတော့ကမိတ်ဆွေတို့အနေနဲ့စိတ်ဝင်စားတယ်ဆိုလို့ရှိရင်ဒီနေရာလေးကကျွန်တော်တို့အနေနဲ့ရဲသားရွာမှာ3650တဲ့အတွင်ဘက်ဖြစ်ပါတယ်ပြီးရနော်ကဲသွားကြည့်မလား ဒီတော့ okay လာကြည့်မယ်ဒီကလည်းအတိုင်းဖောက်ပါဒီမှာလမ်းပေးမယ်ဟုတ်လားဗျလမ်းပေးမယ်ဟုတ်လားလမ်းလမ်းဘယ်နှပေးပေးမလဲ55ပေး55ပေးမကျင်းလားဒီလိုလေဒါကြ55ပေးဆိုကားကြီးကြပဲရမှာအဲ့လိုမျိုးလား55ပေးပဲပေးပေးမယ်ဟုတ်ပြီနာ โอเคဒီတော့ကကျွန်တော်တို့ဘယ်ထိရောက်သွားမလဲဆိုတော့ကျွန်တော်တို့ဘယ်ထိရောက်သွားမလဲဆိုတော့ကဒီနားထိရောက်သွားမယ်အဲဒီနားထိရောက်သွားမယ်ဒီအိမ်သာအနောက်ထိပေါ့နော်အိမ်သာအနောက်ထိကဒါကမျက်နှာစာကမျက်နှာစာကကျွန်တော်တို့ပေ90ရှိပါတယ်အနောက်ကိုပေ150ရှိပါတယ်ဒီတော့၃ခွက်စာပေါ့ဗျာ50 55ပေ90မှာ55ပေနှုတ်တော့ဘယ်လောက်85 55 3ခွပေါ့နော်ဒါပေမဲ့ခုဘက်အနောက်ဘက်ခြံကလေးကတော့ကျင်သွားမယ်ဆိုတဲ့အနေအထားလေးမှာရှိပါတယ်ဒီတော့ကမိတ်ဆွေတို့အနေနဲ့ဒါက55ဘီလန်ကတော့55ဘီလန်ကတော့အမှန်တမ်းပြောရင်ကျွန်တော်တို့မကြိုက်ဘူးပေါ့နော်ဒါပေမဲ့လည်းသူတခင်55ဘီမျက်နှာစာမှာ55ဘီပေးတယ်ဆိုပေမဲ့လည်းခုဒီဘက်ခြံမှာကိုကထချက်ရင်ထချက်လို့ရတာပေါ့နော်ကဲဒါအချက်အနေအထားလေးကိုကြည့်မယ်ဟိုတောင်းလျှောက်ပဲကောက်ငူလာကြည့်လိုက်နော် ဒီတော့ကဒါကကျွန်တော်တို့ရဲသားရွာထဲမှာရှိတယ်ကိုနေနေမြို့ထဲမှာလည်းနေရှင်တယ်ဒီလိုမျိုးရွာထဲမှာ90 85သုံးခွက်တွဲပေါ့နော်90 85သုံးခွက်တွဲကို3950အပိတ်ဆိုတဲ့အနေထားမျိုးဖြစ်ပါတယ်တစ်ခွက်ကို650ဟုတ်လား650နော်650ဆိုတဲ့နေထားလေးခုမှာကျွန်တော်650နဲ့လမ်းဘီမျက်နှာစာမှာလည်းကျွန်တော်ဟိုတစ်ခေါက်တော့ရောင်းခဲ့ဘူးတယ် အဲ့ဒီအကွက်အခုရှိရှိတော့မယ်အဲ့တော့အဲ့ဒီအကွက်လေးစဉ်းစားရင်လည်းမဆိုးသေးဘူးနော်ဒီအကွက်တွေထက်အများကြီးတားတယ်ဒါပေမဲ့ဒါကကိုယ်အနေနဲ့ချန်အကြယ်ကြီးလိုချင်တယ်တယောက်တည်းဒီအားလုံးကိုတယောက်တည်းလိုချင်တဲ့လူတွေလူလိုချင်တဲ့လူတွေအတွက်အထူးခွင့်ရင်းလေးဖြစ်ပါတယ်ဒီတော့ကိုယ်အနေနဲ့မျက်နှာစာ90ရမယ်အနောက်150ရမယ်3950ဖြစ်ပါတယ်တကွက်ချင်းယူမယ်ဆိုရင်တော့650အပိတ်စီဖြစ်ပါတယ်အဲ့အဲ့ဒါတော့ပွဲပွဲစားကမှပါဘူးတင်တယ်ဒုက္ခပဲဒီတော့ ဒီဗီဒီယိုလေးကိုကြည့်ရှုအားပေးရတဲ့ကျေးဇူးတင်ပါတယ်အပြန်ကြရင်ကျွန်တော်650တန်လေးလမ်းညွှန်ကြည့်လိုက်โอเคဒီတော့ကကျွန်တော်တို့အနေနဲ့ channel လေး channel ပေါ့နော်ကိုယ်အနေနဲ့ရွေးချယ်လို့ရတယ်ရှိသေးတယ်မဟုတ်လားအဲ့ channel လေးနော်နေရောင်းရောင်းတဲ့ list ထဲမှာကျန်သေးတယ်မဟုတ်လားကျန်သေးဆိုတော့ရောင်းတော့ရောင်းလိုက်ပြီမဟုတ်လားရောင်းတော့ရောင်းလိုက်ပြီဒါပေမဲ့သူခင်ကအဲပပါလီမြက်ကြီးပြန်ရောင်းမယ်အဲ့လိုမျိုးနေထားလေးဖြစ်ပါတယ်ဒီတော့မှချက် show လိုက်ခုနချန်ဗတ် သူ့ဈေးမလျှော့တော့ဘူးလားအာဒီမှာကြည့်လိုက်ဒီမှာကြည့်လိုက်ဒါ650လမ်းဘေးအဖအင်း650လမ်းဘေးထောက်ကွက်ရမယ်မျက်နှာစာ35အနောက်ကို80ရှိုးလိုက်ဟိုပတ်ဝန်းကျင်ကိုရှိုးလိုက်ဒါဒါ650ဆိုတော့အခု650ပဲသွားရောင်းထွက်ရတော့မလဲဟုတ်လားနော်ပါနော်နည်းနည်းတက်တန်းလာလေးကြီးကျွန်တော်ချက်ပြပြီးတော့ တန်လဲတန်ရမယ် value လည်းရှိရမယ်အဲအဲ့လိုမျိုးနေထားလေးဖြစ်ပါတယ်ကြည့်ဒီတော့စိတ်ဝင်စားတယ်ဆိုရင်တော့ဆွဲတွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်